ကျွန်တော်ရဲ့ဖုန်းတစ်လုံးကနေပြီးတော့ဟူပကဖုန်းရဲ့ gain ကိုကျွန်တော်တို့လမ်း block လိုက်တာပေါ့နော်အဲ့ဒီအချိန်မှာဟူပကဖုန်းကနေပြီးတော့အခုတွေ့ရတိုင်းဒါ short လို့မရတော့ဘူးအားလုံးပဲမင်္ဂလာပါခြေမှာကျွန်တော်ပြခဲ့တဲ့လိုမျိုးပေါ့နော်ជីမင်းကောက်တစ်ခုချီအောင်နဲ့တစ်ဖက်ကဖုန်းတစ်လုံးကိုကျွန်တော်တို့ဘယ်လိုထိချုပ်လို့ရမလဲဒီလိုမျိုးပြုလုပ်ဖို့အတွက်ဘာတွေလိုအပ်လဲဆိုတာတွေကိုကျွန်တော်ဗီဒီယိုထဲမှာအစားဆုံးရှင်းပြပေးထားဖြစ်လို့မိတ်ဆွေတို့အနေနဲ့လိုအပ်တဲ့သိချင်တယ်ဆိုရင်တော့ဗီဒီယိုလေးကိုဆုံးအောင်ကြည့်ရှုပေးသွားကြပါဗျာ ပထမဦးဆုံးအနေနဲ့ကျွန်တော်တို့ကိုထိန်းချုပ်မဲ့ပေါ့နော်ဖုံးမှသွားမှာဖြစ်ပါတယ်ပြီးရင်ကျွန်တော်တို့စတင်နဲ့ကိုသွားမယ်စတင်နဲ့ရောက်ပြီဆိုရင်ကျွန်တော်အခုဝင်နေကောင်နှိပ်မယ်နော်ဒါဖုန်းတိုင်းမှာပါတယ်နော်ဒီကောင်လေးပါနော်ဒီကောင်လေးကိုတစ်ချက်နှိပ်လိုက်မယ်ပြီးပြီဆိုရင်ကျွန်တော်တို့ဒီမှာအပေါ်ဆုံးဆွဲတင်လိုက်မယ်ဗျဆွဲတင်မယ်ပြီးတော့ကျွန်တော်တို့ဒီမှာအောက်ဆုံးကကျွန်တော်ဒီကောင်လေးကိုတစ်ချက်နှိပ်မယ်နော်ပြီးရင်ခဏလေးစောင့်ပေးလိုက်ပါ ဒီကျွန်တော်ဒီမှာเนาะ last two days ဆိုတာကိုတစ်ချက်နှိပ်ပေးလိုက်မယ်ဒီစစ်မှာကကျွန်တော်တို့အခုကျွန်တော်နှိပ်တဲ့ဒီ super pesa ဆိုတဲ့ဒီအကောင့်လေးကိုတစ်ချက်နှိပ်ပေးမယ်เนาะဒီနေရာမှာတစ်ခုတတိတာမှာကျွန်တော်တို့ထိန်းချုပ်မဲ့ထိန်းချုပ်ခံရမယ့်ဖုန်းမှာ gmin တစ်ခုပဲရှိရမယ်เนาะ gmin နှစ်ခုသုံးခုရှိနေလို့လုံးဝမရအောင်เนาะ min net ဆိုတာနှိပ်မယ်เนาะဒီနေရာမှာကျွန်တော်တို့အနေနဲ့အုတ်ထိန်မဲ့သူရဲ့ gmin ကောက်ကိုထည့်ပေးရမှာဖြစ်ပါတယ်ဗျာเนาะအုတ်ထိန်သူ gmin ပေါ့เนาะ ဥပမာကျွန်တော်ကမိဘဆိုရင်ဒါကျွန်တော်ရဲ့ဂျီမင်းကိုထည့်ပေးရမှာပေါ့နော်ကျွန်တော်ကဒီကလေးရဲ့ပုံထိန်းရှုမှာဖြစ်ကြတယ်ကြောင့်မလို့ကျွန်တော်ရဲ့ဂျီမင်းကိုကျွန်တော်ကဒီနေရာမှာထည့်ပေးမှာဖြစ်ပါရဲ့နော် business နေမယ်နောက်တစ်ဆင့်မှာလည်းဒါကျွန်တော်ရဲ့ password ကိုထည့်ပေးရမှာဖြစ်ပါရဲ့နော်ကျွန်တော်မိဘဖြစ်တဲ့အတွက်ကြောင့်မလို့ကိုထိန်းရှုရှင်တဲ့ကလေးရဲ့ပုံမှာသွားပြီးတော့ကျွန်တော်ရဲ့ဂျီမင်းရဲ့ကျွန်တော်ရဲ့ password ကိုသွားပြီးတော့ဒါကျွန်တော်နေထည့်ပေးထားမှာဖြစ်တယ်ပေါ့နော် Okay ဂျီမင်းရဲ့ password ကိုကျွန်တော်နေထည့်ပြီးသွားရင် password ကိုတစ်ချက်နှိပ်ပေးထားလိုက်မယ်နော် ပြီးခဏလေးစောင့်မယ်။ဒီကျွန်တော်တို့မှာပေါ်ဆွဲတင်မယ်။ဒီနေရာမှာကကျွန်တော်ကျွန်တော်တို့အခုကိုထင်ရှုံးမဲ့ကလေးရဲ့ password ကိုထည့်ရမှာဖြစ်ပါရဲ့နော်။အချုပ်ဝါလာမသိဘူးနော်။ကိုထင်ရှုံးခံထားရမယ့်ကလေးရဲ့ password ကိုထည့်ပေးရမှာဖြစ်ပါရဲ့နော်။ပါစဝတ်ကိုကျွန်တော်တို့တခြားလေးထည့်မယ် PNS ဆက်သွားမယ်နော် โอเคခဏစောင့်ပေးမယ်ဒီဆင့်လေးလုတ်ပြီးသွားပြီဆိုရင်တော့ဒါဒီဘက်ကကလေးရဖုန်းကပြီးသွားပြီပေါ့နော်လောက်ပါပဲပါမခက်ဘူးပေါ့နော်ဒီလောက်လေးထည့်ပေးပြီးဆိုရင်ကျွန်တော်တို့ဒါထိန်ချုပ်ဖို့အတွက်ကအလွယ်လေးဖြစ်ပါရဲ့နော်ခဏလေးစောင့်ပေးပါဒီကျောင်းလေးနတ်စနိုင်မယ်နော်ပါမခတ်ဘူးเนาะကျွန်တော်အခုလုတ်ပြတယ်လို့တင်ပြတိုင်းလုတ်သွားပြီเนาะပြီးရင်ခွင့်မိချက်တောင်းရင်အလောင်းနေပြီမယ်เนาะ ရင်ခဏစောင့်မယ်ကျွန်တော်ရဲ့ဒီစင်လေးတွေကိုလုတ်ပေးတော့ပြီပြီဆိုရင်တော့ပြီးပါပြီပေါ့နော်ဒီမှာသူထိန်းရှုပ်လို့ရတဲ့အရာတွေကိုပြပေးထားရင်နော်ပြီးရင်ကျွန်တော်ဒီ minus ဆက်နေမယ်နော်တော်တော်လေးကိုမိုက်ရပြန်တော့ဒါကျွန်တော်လှုပ်တာတင်တယ်ပေါ့နော်ပြီးရင်နောက်ဘာတွေထိန်းချုပ်လို့ရလဲဆိုတော့ကျွန်တော်ထပ်ပြပေးမယ်ပြီးရင် next ပြီးရင် down နှိပ်မယ်နော်โอเคဒါဆိုရင်တော့ပြီးသွားပြီ ပြီးသွားပြီဆိုတော့ကျွန်တော်တို့ဒီဘက်ဖုန်းတစ်လုံးမှာကျွန်တော်ဆက်လုပ်ကြမယ်ဒီဘက်ဖုန်းကတော့ကျွန်တော်မိဘရဲ့ဖုန်းပေါ့နော်ဟိုကထိချုံမဲ့သူဆိုတော့ထိချုံမဲ့သူရဲ့ဖုန်းမှာဝင်မယ်ပြီးတော့ Play Store မှာသွားမယ် Play Store မှာသွားပြီး software တစ်ခု download ဆွဲရမယ်အဲဒီ software နာမည်ကတော့ကျွန်တော်တို့ Google Family Link ဆိုတဲ့ဒီ software လေးပေါ့နော်အဲဒီ software လေးကိုကျွန်တော်တို့ဒီဖုန်းထဲမှာ download ဆွဲထားရမယ်နော်ဒါဆိုဝယ်ရနေတော့ပြီးထိန်ရှုံမှဖြစ်တဲ့အတွက်ကြောင့်မို့နော်โอเคဒါဆိုဝယ်လေးကိုတော်လို့ဆွဲထားမယ် ပြီးပြီဆိုတာနဲ့ကျွန်တော်တို့ software လေးကို download ဆက်ပြီး open နိုင်မယ်။ပြီးရင်ဆောဆောကျွန်တော်တို့ကလေးရဲ့ပုံမှာထည့်ခဲ့တဲ့ကိုယ့်ရဲ့ Gmail နဲ့အကောင့်ဝင်ပေးရမယ်နော်။တခြား Gmail နဲ့ဝင်ထားလို့မရဘူး။ကိုယ့်ရဲ့ Gmail နဲ့အကောင့်ဝင်မယ်။ပြီးပြီဆိုရင်တော့ဒါတွေ့လားမသိဘူးနော်။ဟိုဘက်ကကလေးရဲ့ phone ရဲ့ set menu စာမော်ဒယ်ပေါ်လာမယ်။ပြန်ကျွန်တော်တို့သူ့ရဲ့ phone ကိုဘယ်လိုထိန်းချုပ်လို့ရလဲဆိုတော့ကျွန်တော်ဆက်ပြီးတော့ရှင်းပြပေးမှာဖြစ်ပါရဲ့နော်ပထမဆုံးအနေနဲ့ကျွန်တော်ဒီ as limit ဆိုတဲ့အကောင့်လေးကိုတစ်ချက်နှိပ်ပေးလိုက်မယ်နော်ဒီချက်မှာကျွန်တော်တို့ဒီသူ့ရဲ့ phone ထဲမှာရှိသေးတဲ့ software တွေအားလုံးဒီချက်မှာအကုန်ပေါ်တယ်ပေါ့နော် ကျွန်တော်ပထမဆုံးအနေနဲ့ကျွန်တော်ဂိမ်းတစ်ခုကိုဆန်းပြမယ်ဒီမှာတွေ့လာမှမသိဘူးဗျဒီဘက်ကဖုန်းမှာပေါ့နော်ကျွန်တော်ဒီမှာခန်တီဂိမ်းရှိတယ်အဲအဲ့ဒီဂိမ်းကိုကျွန်တော်ဒီမှာပေါ့နော်ဒီဘက်ကဖုန်းကနေကျွန်တော်တွေထိရှုပ်လို့ရရယ်နော်အသူ့ရဲ့ဖုန်းထဲမှာကျွန်တော်တွေဖြောက်ထားမလားဘလော့ထားမလားဒါမှမဟုတ်ရင် limit နဲ့ပေါ့နော်ပေးဆော့မလားဒါတွေအားလုံးကျွန်တော်တွေထိရှုပ်ထားလို့ရတယ်ဗျဒီမှာတွေ့လားသူ့ရဲ့ဒီဂိမ်းကိုကျွန်တော်ဒီမှာဘလော့လိုက်ပြီးဆိုတာနဲ့ဒီဘက်ကဖုန်းမှာပေါ့နော်ဒီမှာအယောင်လေးမှိန်သွားရယ်ပေါ့နော် ဒီဘက်ဖုန်းမှာကြည့်ပါပေါ့နော်ဒီဘက်ကလေးရဲ့ဖုန်းမှာကြည့်ပါကျွန်တော်တို့ဒီမှာဂိမ်းကိုထိန်းရှုပ်ထားပါပေါ့နော်ဒါဆိုရင်သူကဒီမှာဂိမ်းကိုဆော့ကျင်လို့နှိမ့်မယ်နှိမ့်မယ်ဒါပဲဒါပေမဲ့ကျွန်တော်တို့ဒါဆော့လို့မရဘူးပေါ့နော်ဒီဘက်ကဖုန်းကနေကျွန်တော်တို့ပြန်ဖြည့်ပေးမှသာရင်သူကဆော့လို့ရမှာဖြစ်တယ်ပေါ့နော်โอเคဒီချက်ကအမိုက်တယ်ဒါကကျွန်တော်တို့ဂိမ်းမှမဟုတ်ဘူး software တွေလည်းကျွန်တော်တို့ကုလိုမျိုးထိန်းချုပ်ထားလို့ရတယ်ဗျာကိုယ့်ဘာသာကိုလိုက်ပြီးတော့ set ကလေးကြီးပေါ့နော်ကျွန်တော်ဥပမာအနေနဲ့တခုပြပေးတယ်โอเคဒီဟာလေးကတော်တော်လေးကိုမိုက်ရပေါ့နော်ကျွန်တော်တို့ကိုယ့်ဘက်ခြံကနေပြန်ပြီးတော့ဒါ unlock လုပ်ပြီးမှသာလင်ကျွန်တော်တို့ဒီဘက်ချန်ကပြန်ပြီးတော့ solve လုပ်ရမယ်သုံးပြီးလို့ရမယ်โอเคနောက်တစ်ခုကကျွန်တော်ကြိုက်ဆုံးချက်ကတော့ဒီကောင်လေးမိုက်တယ်ဒီကလေးရပေါ့เนาะသူ့ခွင့်ပြုချက်နဲ့သူသူ့သဘောနဲ့သူပေါ့เนาะဒီ gain မျိုးပေါ့เนาะဒါလို့ဆွဲခွင့်မရှိဘူးဗျာကိုကနေခွင့်ပြုပြီးမှသာလင်သူဆွဲခွင့်ရှိမှာဗျာအဲ့ဒီချက်ကတော့မိုက်တယ်ဒီမှာသူက play store မှာထားပါသူ gain တစ်ခုကိုဒါလို့ဆွဲမယ်ဆိုပါသူဒီ gain ကိုသူဒါလို့ဆွဲမယ်ပုံမှန်ဆိုကျွန်တော်တို့ဒါဆွဲလို့ရတာဟုတ်အဲကျွန်တော်မျိုးထိန်းချုပ်တာပြီးဆိုရင်သူဆွဲနေတယ်ဆွဲလို့မရဘူးတွေ့လား ခွင့်ပြုချက်လန်တောင်းရတယ်မိဘကိုပေါ့နော်မိဘခွင့်ပြုချက်ပေးမှသာလင်းသူကဒါဆွဲလို့ရမှာဖြစ်ပါတယ်ကျွန်တော်နမူနာပြပေးမယ်ဒီဘက်မိဘရဲ့ဖုန်းမှာတစ်ချက်ကြည့်လိုက်မယ်နော်မိဘရဲ့ဖုန်းမှာကြည့်မယ်သူဒီမှာ notify လာတက်တယ်နော် notify ခေါင်းလောင်းလေးကိုတစ်ချက်နှိပ်မယ်ဒီမှာတွေ့လားသူကဲကို download ဆွဲဖို့ကျွန်တော်တို့စီကိုဒါခွင့်ပြုချက်တောင်းလာကျွန်တော်ကဒီမှာရွေးချက်ပေးလို့ရတယ်ခွင့်ပြုမလားဒါမှမဟုတ်ညင်းမလား okay ကိုကရွေးချက်ပေးလဲပေါ့နော်ခွင့်ပြုခြင်းလဲဆိုရင်တော့ upload နှိပ်ပေးလိုက်ဒီလောက်ပဲနော် နောက်တစ်ခုကျွန်တော်ဆက်ဆက်ဆန့်ပြပေးမယ်နှစ်နည်းရှိတယ်ဒီနည်းကကြတော့ကျွန်တော်တို့ဒါကလေးရပေါ့နော်ကိုယ့်ရဲ့ဒီ password ကိုသိတယ်ဆိုရင်တော့သူကဒီမှာ password ထည့်ပြီးတော့သူ့ဟာသူဆောင်းလို့ဆွဲသွားလို့ရတယ်ပေါ့ဗျာအာကလေးကိုတော့ password မပြောပြထားနိုင်ဘူးနော် password သူသိရဆိုရင်တော့ password ထည့်ပြီးတော့သူကအသားလေးတောင်းလို့ဆွဲသွားလိုက်မယ် password မသိဘူးဆိုရင်တော့သူလုံးဝဆွဲလို့မရဘူးနောက်တစ်ခုကကျွန်တော်တို့ဒီကောင်လည်းတော်တော်မိုက်တယ်သူဖုန်း၃ချိန်များနေပြီဆိုရင်ကျွန်တော်ဒီဘက်ကဖုန်းကနေ loss ရှာတာပေါ့နော်ဒီမှာကြည့်ပါ ဒီဘက်ကဖုန်းကနေ loss နဲ့ရထားတယ်ဒီဘက်ကဖုန်းက auto ပါနော် rate ဖြစ်သွားရပါတော့ auto ဖုန်း screen ကပါမအတုံးပြူလို့မရတော့ lock ခတ်သွားပြီနော်ဒါကြောင့်ငူလာပြပေးမယ်ဖုန်းနဲ့အဲကင်မရာနဲ့ပြပေးရပါတော့ဒီချက်ကတော့တော်တော်လေးမိုက်တယ်ပေါ့နော်ဒီမှာကြည့်ပါကျွန်တော်တို့ဒီဘက်ကနေပြီးတော့ဗျဖုန်းအမျိုးမျိုးထိန်းချုပ်လို့ရတယ်နောက်ပြီးဆုံးဖုန်းကိုလုံးဝပေးမကြည့်ချင်တော့ဆိုရင်ဒီဘက်က loss နဲ့ရထားတယ်ဒီဘက်ကဖုန်းက auto ဒီမှာတွေ့လား lock ခတ်သွားပြီမြန်မာသူလုံးလို့ရမယ့်အရာတွေကကျွန်တော်တို့ အမကျစီပေါ်အရေးပေါ်ဖုံးပြောတာပါညာတော့သူလုံးလို့ရမယ်တခြားတော့လုံးလို့မရအောင်နော်သူလုံးလို့ရမှာကဒီဖုံးအရေးပေါ်ဖုံးပြောလို့ရမယ်အင်တာနက်တွေပါရင်သူဘာမှလုံးလို့မရအောင်ဒီဖုံးတွေပါရင်ခေါ်မယ်ဆိုရင်တော့ခေါ်လို့ရမယ်ဒီလောက်ပဲပေါ့နော်နောက်တစ်ခုကကျွန်တော်ရဲ့ဒီမှာဒီနေရာမှာလည်းတူတူပဲပေါ့နော်သူ password သိရဆိုရင်တော့တကယ်လို့သူက password သိတယ်ဆိုရင်တော့ password ထည့်သွားပြီးတော့ဒီစင်ကိုကြော်ခွာသွားလို့ရမယ်ဒါပေမဲ့သူ password မသိဘူးဆိုလို့ရှိရင်ဒီစင်ကိုသူလုံးဝကြော်လို့မရအောင်နော် ကျွန်တော်တို့ဘက်ခြမ်းကနေပြီးတော့ unlock လုပ်ဝင်မှသာရင်သူဘက်ကပြန်ပြီးတော့ဖုန်းအသုံးပြုခွင့်ရမှာဖြစ်တယ်เนาะကျွန်တော်တို့တွေကစိတ်ကြိုက်တာအချိန်မီွေးထိန်းချုပ်လို့ရတယ်ကျွန်တော်တို့ lock ခတ်ထားမလားဒါမှမဟုတ်ရင်အပြန်ဖြည့်ပေးခြင်းနဲ့အချိန်မှာပြန်ဖြည့်ပေးလို့ရတယ်เนาะဟုတ်ပြီကျွန်တော်ဒီမှာเนาะဒီဘက်ခြမ်းကကျွန်တော် unlock လုပ်ပြီးကြည့်လိုက်မယ်เนาะဒီမှာ unlock လုပ်လိုက်တာနဲ့ဒီမှာတွေ့လား auto ဖုန်းကပြန်ပွင့်သွားပြီ okay ဒီချက်ကတော့အရင်ထဲမှာမိုက်တယ်โอเคဒီလောက်ဆိုရင်တော့ကျွန်တော်တို့တွေဒါဒီဖုန်းထိန်းချုပ်ထားတဲ့ပတ်သက်ပြီးတော့ နားလည်းမယ်လို့ထင်တယ်နောက်ထပ်လည်းအများကြီးရှိသေးတယ်ကိုပါကိုဆက်ပြီးတော့ကလီကြီးပေါ့နော်ဒါကျွန်တော်ကဘလောက်လေးပဲရှင်းပြပေးတယ်ဗီဒီယိုဒါအရှေ့မှာဆိုလို့နော်โอเคနောက်ထပ်ကျွန်တော်ဒီဘက်ရဲ့ဒီမိဘရဲ့ဖုန်းကနေနောက်ထပ်ဆက်ပြီးတော့ပေါ့နော်ထိန်းချုပ်လို့ရတဲ့အရာလေးတွေကိုလည်းကျွန်တော်ဆက်ပြီးတော့ရှင်းပြပေးအောင်မှာပြနောက်တစ်ခုလည်းကျွန်တော်ကျွန်တော်လည်းဆက်ပြီးထိန်းချုပ်လို့ရအရာအများကြီးရှိသေးတယ်เนาะကိုယ့်အကိုကလီကြည့်ပါအများကြီးရှိတယ်ဒီနေရာမှာကျွန်တော်တစ်ခုပြပေးချင်တာဒီ location နေရာစာကျွန်တော်တို့ဒါထိန်းချုပ်လို့ရတယ်ကြည့်လို့ရတယ်ပေါ့ဗျာ မလိုကေရှင်းကိုနှိပ်ကြည့်မယ်အတခုတတိထားရမှာကလေးရဲ့ဖုန်းမှာကအင်တာနက်တော့ချိရမယ်နော်အင်တာနက်ရှိမှသာလေကျွန်တော်ခုပြောတဲ့အချက်လက်တွေအားလုံးကိုထိန်းချုပ်လို့ရမယ်မလိုကေရှင်းမှာဆိုရင်လည်းသူ့ရဲ့ဒီလိုကေရှင်းပေနေရရောက်နေလဲဖုန်းဘက်ထရီဘယ်လောက်ရှိတယ်ဆိုတာအစားဒါရရထကျွန်တော်တို့အားလုံးကိုဒီဖုန်းမှာလာပေါ်ပေးရပေါ့နော်ထိန်းချုပ်လို့ရတယ်ပေါ့ဗျကြည့်လို့ရတယ်နော်ကျွန်တော်တို့ဒါကလေးရှိတဲ့မိဘတွေဆိုလို့ချင်းဒီ ပုံစံကိုထိန်းချုပ်ထားတင်တယ်လို့ကျွန်တော်ထင်တယ်ပေါ့နော်။ဒီရန်ထဲမှာကောင်းတယ်။ကျွန်တော်ဒီမှာ location သူလည်းအတိအကျပြပေးတယ်ပေါ့နော်။နေရာလိပ်စာတော့ဒီပေါ်မှာအကုန်ပါတယ်ဗျာ။ battery ရစကျွန်တော်တို့ရာခိုင်နှုန်းဘယ်လောက်ရှိနေပြီဆိုတာကျွန်တော်ဒီမှာအကုန်ကြည့်လို့ရတယ်နော်။ Okay ဒါတော့ကျွန်တော်တို့ location share ခံတဲ့နီး location ကြည့်တဲ့နီးဖြစ်ပါတယ်။ကျောင်းနောက်ထပ်လည်းလုံးလို့ရတဲ့အရာတွေအများကြီးရှိသေးတယ်ကျွန်တော်နည်းနည်းရှင်းပြပေးရမယ်ထပ်ပြီးတော့ နောက်တစ်ခုကတော့ကျွန်တော်တို့ဒီအနေနဲ့ပေါ့နော်ဒီ highlights မှာလည်းဝင်ကြည့်လို့ရတယ်ကျွန်တော်ဒီ highlight မှာဆိုရင်ဒီနေ့တာပေါ့နော်ဘာတွေလှုပ်ဆောင်ထားလဲအာ YouTube ပန္နာကြီးကြည့်ထားလဲ game ပန္နာကြီးဆော့ထားလဲတရားတွေကအားလုံးကျွန်တော်တို့ကြည့်လို့ရတယ်ပေါ့နော်ဒီနေရာမှာဝင်ပြီးတော့အားလုံးကြည့်လို့ရတယ်သူရဲ့အသုံးပြုထားတဲ့ပုံမူတည်ပြီးတော့ဒီနေရာမှာအားလုံးပေါ်နေမှာဖြစ်ပါတယ်ပေါ့နော်အကောင်လုံးကိုကျွန်တော်တို့ဒါရှိရခံလို့ရတယ်ကြည့်လို့ရတယ်ပေါ့နော် နောက်တစ်ခုကကျွန်တော်တို့အနေနဲ့ပေါ့တကယ်လို့ပေါ့နော်ကိုကပြန်ဖြုတ်ပေးခြင်းလည်းဆိုရင်ဘယ်လိုပြန်ဖြုတ်မလဲကျွန်တော်ဒီမှာ control ဆိုတာကိုတစ်ချက်နှိမ့်မယ်ပြီးပြီးဆိုရင်ကျွန်တော်ဒီမှာ account setting ကိုတစ်ချက်ပွားမယ်ပေါ့နော်ဒီနေရာမှာ account supervision ဆိုတဲ့ command ကိုတစ်ချက်နှိမ့်ပေးလိုက်မယ်နော်ဒါကကျွန်တော်တို့ပြန်ဖြုတ်ပေးတာပေါ့နော်တကယ်လို့ကိုကတပကဖုန်းကိုမထိန်ချုပ်ချင်တော့ဘူးဖြုတ်ပေးမယ်ဆိုရင်ကျွန်တော်အခုကြားတဲ့ဒီလမ်းနဲ့ဖြုတ်ပေးလို့ရရယ်နော် Okay ဒီ video ကတော့ကျွန်တော် ကိုကေအောက်နဲ့ကျွန်တော်တို့ဒါဖုန်းတလုံးကိုထိန်းချုပ်တဲ့နည်းကျွန်တော်တို့ဖြုတ်တဲ့နည်းကျွန်တော်အားလုံးကိုရှင်းပြပေးသွားခဲ့ပြီဖြစ်ပါတယ်။ channel ပိုင်းတွေကတော့ကျွန်တော်တို့ကိုယ်တိုင်ဆက်ပြီးတော့လေ့လာကြည့်ပါထိန်းချုပ်ရရတဲ့အရာတွေများကြီးရှိပါသေးတယ်ပေါ့နော်။ Okay မစ္စတိုအနေနဲ့ကျွန်တော်ရဲ့ကူဗီဒီယိုလေးကိုကြိုင်နေတတ်တဲ့သဘောကြားတယ်ဆိုလို့ရှိရင်လည်းကျွန်တော်ရဲ့ channel လေးကို like and subscribe ပြုလုပ်ပေးသွားဖို့လည်းတောင်းဆိုပါတယ်။နောက်ထပ်သိချင်တဲ့အကြောင်းအရာလေးတွေရှိသေးဆိုရင်လည်းဗီဒီယိုရဲ့ comment မှာထပ်ပြီးတော့ရေးပေးခဲ့ပါဗျာ။